မျိုးသမီးတူကိုရိုက်နှက်ပြီးတနက်နဲ့ထောက်ချင်းချောက်ခဲ့တဲ့နေပြည်တော် PDF စစ်ထောက်ချုပ်ဘိုဒူဝင်ဆိုသူကိုနင့်နာသူအမျိုးသမီးကတိုင်ကြားထားပါတယ်။နိုဝင်ဘာ20ရက်နေ့တုန်းကနင့်နာသူအမျိုးသမီးမတ်တန်နာအောင်ကသူမကိုနေပြည်တော် PDF စစ်ထောက်ချုပ်ဘိုဒူဝင်ကရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုပြီးကိုထီလက်ရောက်စော်ကားတာတွေတနက်နဲ့ထောက်ချင်းချောက်တာတွေပြုလုပ်ခဲ့တယ်လို့ခရင်ဒီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတပ်ဦးကလလတဖြူဟာအမှတ်1ကိုတိုင်ကြားထားတာဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့နိုဝင်ဘာ၈ရက်နေ့ည၉နာရီအချိန်မှာလွိုင်နန်းဖမြို့နယ်ဒေါ်တဝီကျေးရွာမှာရှိတဲ့ Sweet Hot Pot ဆိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဆိုင်မှာရှိနေတဲ့ကရုတ်ချင်းထဲမှာဗိုလ်သူဝင်နဲ့ဇနီးဖြစ်သူမတ်မေအေးတို့ရန်ဖြစ်နေတဲ့အချိန်မှာဖြစ်ခဲ့တာပါ။ရန်ဖြစ်နေတဲ့အချိန်မှာကျိုးနေတဲ့ကောင်မကိုအိမ်မော်ခေါ်တင်ထားတာသူ့ကြောင့်ငါတို့ရန်ဖြစ်ရတာလို့ကြားတာကြောင့်နှစ်နာသူအမျိုးသမီးကဆရာတို့ဘာများစကားများနေကြတာလဲလို့တွားရောက်မေးမြန်းခဲ့ကြောင်သိရပါဗျ။ နင့်နာသူအမျိုးသမီးမတ်တန်နာအောင်မှာဘယ်ဘက်လက်ဖြံယူကျိုးလို့စိတ်ယုံတက်ရောက်ကူတာပြီးစိတ်ယုံကဆင်းလာသူလည်းဖြစ်ပါတယ်မတ်တန်နာအောင်တွားရောက်မေးတဲ့အချိန်မှာတော့ဘိုတူဝင်ကနင့်နာသူကိုအောက်တန်းသားမနင်းကြောင်ငါတို့လင်မယားရံဖြစ်ရတာနင်းချုံတို့ငါတို့ရံဖြစ်ရတာလို့ပြောဆိုပြီးသူ့မိန်းမကိုလည်းလဲပင်းနှစ်ထားတယ်လို့ဆိုပါတယ်ဘိုတူဝင်ကဘယ်ဘက်လက်ကလေ M4 တန်းနဲ့နှစ်လက်ညာဘက်လက်ကပစ္စတိုတစ်လက်ကင်ပြီးကရုတ်ချင်းကတက်လာပြီးနင့်နာသူအမျိုးသမီးကလည်းလမ်းဖယ်ပေးတဲ့အခါတနက်တွေကိုပြစ်ချပြီး င်နာသူအမျိုးသမီးကိုလယ်ပင်နှစ်တာပားရိုက်တာတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီလိုလှုပ်တာကြောင့်ဘဘက်နှစ်ထင်သွေးချေဥပြီးဘဘက်မျိုးလုံးလဲဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်လက်တီနဲ့ထိုးဖို့ရွယ်နေတဲ့အချိန်မမေအေးရဲ့တူကဝင်ရောက် ကာပေးရကြောင်းဘိုဒူဝင်ကတနက်တေကိုကောက်ပြီးနင်နာသူအမျိုးသမီးမျက်နှာကိုချိန်ကနေနှုတ်ကိုပြစ်တက်လို့ရတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးကလလဒဗျူဟာအမှတ်နှစ်အပြင်ကရင်နီတပ်ပေါင်းစုဦးစီးဌာန အမျိုးသမီးကလေးတငယ်ဌာနကရင်ပြည်ရဲတပ်ဖွဲ့တို့ကိုလည်းတိုင်ကြားထားပါတယ်။ဗိုလ်တူဝင်ကိုနိုဝင်ဘာ20ရက်နေ့ကစပြီးတပတ်အတွင်းအရေးယူပေးဖို့တိုင်ကြားစာမှာရေးသားထားပါတယ်။စစ်ကောင်စီကမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ MNDAA TNL AA တို့ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်၁၅မိုင်ကုန်းသွယ်ရေးဆောင်ကိုစီးပွားရေးပိတ်ဆို့တာတွေလှုပ်ဆောင်ဖို့ညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ ်မူဆယ်105မိုင်ကနေပြည်တွင်းကိုဝင်လာတဲ့ကုန်ကားမှန်သမျှကိုမဖြစ်မနေတားဆီးစစ်ဆေးပြီးဖမ်းဆီးအရေးယူလာတယ်လို့ဆောင်ဖို့နိုဝင်ဘာဒုတိယအပတ်မှာအထူးညွှန်ကြားချက်ထုတ်ပြန်လိုက်တယ်လို့နေပြည်တော်သတင်းရင်းမြစ်ကပြောပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာမရှိတဲ့နိုင်ငံတော်ဘူအခွန်မဆောင်တဲ့နေဆက်ကုံတွယ်ရေးခိတ်အားလုံးကိုလည်းတရားမဝင်ကုံတွယ်ရေးအဖြစ်သတ်မှတ်ပြီးထိထိရောက်ရောက်အရေးယူသွားမှာဖြစ်တယ်လို့ဆိုပါတယ်။နောက်ပိုင်းမဟာမိတ်တွေဟာအဆိုပါကုံတွယ်ရေးလမ်းကြောင်းတွေကလည်းရရှိတဲ့အခွန်ငွေတွေနဲ့ ၎င်းတို့ရဲ့ဖန်တာရေးအင်အားကိုတိုးမြှင့်ပြီးစစ်ကောင်စီကိုစန့်ကျင်တိုက်ခိုက်နေရကြောင်းအခုလိုစီးပွားရေးပိတ်ဆို့တာလို့စစ်ကောင်စီကအကြောင်းပြထားပါတယ်စစ်ကောင်စီကဘူဆယ်105မိုင်ကုန်သွယ်ရေးဇုံကိုပြန်လည်ရရှိဖို့ကူညီပေးရန်အတွက်တရုတ်အစိုးရထံပြီးခဲ့တဲ့ဩဂုတ်လမှာတရားဝင်တောင်းဆိုခဲ့ဘူးပြီးတရုတ်ဘက်ကအကြောင်းပြန်တာမျိုးမရှိခဲ့ပါဘူးဒါအပြင်စစ်ကောင်ဆောင်ဘိုးမရောင်လိုင်းကလည်းပြီးခဲ့တဲ့စက်တင်ဘာလတရုတ်ခီးစဉ်အတွင်းမှာနေဆက်ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်နိုင်ရေးနဲ့တည်ငြိမ်ရေးကူညီပေးဖို့ထပ်မံတောင်းဆိုခဲ့ပေမဲ့ ယနေ့အချိန်ထိရလက်ထူးကြတာမတွေ့ခဲ့ရပါဘူးလက်ရှိအချိန်မှာနောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွဲကမူဆွဲ105မိုင်ကျင်စန်းကျော်ကုံသွေးခိတ်မှာဇူလိုင်1ရက်ကစပြီးကိုပိုင်အခွန်နှုံးသားတွေနဲ့စီမံကောက်ခံနေရရှိပါတယ် ဇီကုတ်မျိုးက KTV မှာစစ်ကောင်စီတပ်သားတွေပြစ်ခတ်ခံရတာကြောင့်တပ်သား9ဦးအပါအဝင်9ဦးသေဆုံးခဲ့ပါတယ်။ဇီကုတ်မျိုးက KTV တခုမှာပျော်ပါနေတဲ့စစ်ကောင်စီတပ်သားတွေပြစ်ခတ်ခံရတာကြောင့်တပ်သား9ဦးအပါအဝင်9ဦးသေဆုံးပြီးလက်နက်ခဲယမ်းတွေလည်းရရှိခဲ့ပါတယ်။စစ်ကောင်စီတပ်သားတွေကနိုဝင်ဘာလ22ရက်နေ့မှာပဲခူးတိုင်းဇီကုတ်မျိုးကဇီကုတ်ရဲစခန်းနဲ့နှစ်ဖက်လုံးအကွာမှာရှိတဲ့ဇီကုတ်နဲ့ဝက်ကော်ကြီးရွာကြားကရွှေရိတ် KTV မှာပျော်ပါနေကြတာဖြစ်ပါတယ်။ ဲ့ဒီလိုပြောပါနေချိန်51ကျော်မှဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့နက်စစ်တီအဖွဲ့ကထုတ်ပြန်ထားပါတယ်ပစ်ခတ်မှုကြောင့်စစ်ကောင်စီတပ်သား9ဦးတိဆုံးပြီး KTV မှာအလုံးလုံးနေတဲ့အမျိုးသမီး9ဦးလည်းတိဆုံးခဲ့ပါတယ်ဒါအပြင် G3 တက်လက်နဲ့ခဲရနေပြီးအခြား3ဆောင်ပစ္စည်းတွေလည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်တိုက်ခိုက်မှုကိုတရင်383ညတက်တက်ခွဲနဲ့နက်စစ်တီတပ်ဖွဲ့နဲ့တရင်383ညနဲ့လက်အောက်ခံကျိုးပင်က BDZM နိုကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အဲ့ဒီ KTV ကိုတော့ဇီးကုန်းမြို့မှာရဲစခန်းကစစ်ကောင်စီတပ်သားတွေနဲ့ရဲတွေကကားနဲ့စီးနဲ့ရောက်လာပြီးစစ်ဆေးမှုတွေပြုလုပ် ုပ်ခဲ့ကြတယ်လို့လည်းသိရပါဗျ။ကလေးနဲ့ဒီတိမ်မျိုးမှာစီကောင်စီတပ်သား90ဝန်းကျင်ကိုချိန်ပုံပြီးတချို့ကိုဖမ်းဆီးရမိထားပါဗျ။ကလေးမျိုးနဲ့ဒီတိမ်မျိုးတို့မှာစီကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့ရင်တိုက်ပွဲဖြစ်နေပြီးစီကောင်စီတပ်သား90ဝန်းကျင်ကိုချိန်ပုံနိုင်ခဲ့တယ်လို့ချင်းမီနယ်အစိုးရကာကွယ်ရေးဦးမကြီးဌာနကနိုဝင်ဘာလ22ရက်နေ့မှာထုတ်ပြန်ထားပါဗျ။ စကိုင်းတိုင်းကလေးမြို့နယ်နဲ့ချင်းပြည်နယ်တိတိမ်မြို့နယ်တို့မှာနိုဝင်ဘာလ18ရက်နေ့ကစပြီးတိုက်ပွဲဖြစ်နေပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား90ဝန်းကျင်ကိုချေမုန်းနိုင်ခဲ့သလိုတချို့ကိုလည်းတုံ့ပန်းနေနဲ့ဖမ်းဆီးရမိထားပါတယ်။ဒဏ်ရာရသူတချို့ကိုတော့စစ်တပ်က Mi-17 နဲ့ပြန်သေးသွားတာမျိုးလည်းရှိပါတယ်။စစ်ကောင်စီက drone အသုံးပြုပြီးတိုက်ခိုက်ခဲ့သလို drone ချို့ကိုလည်းတော်လိုင်းအင်အားစုတွေဘက်ကဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။စီကောင်စီကအော်တိုဘားလာနောင်ပိုင်းကဆက်လို့စကိုင်းတိုင်းကလေးတောင်ပိုင်းကလေးကန်ကောလမ်းကိုစစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးခဲ့တာဖြစ်ပါတယ်။ ချင်းပြည်နယ်မြောက်ပိုင်းတီးနယ်မြို့နယ်နဲ့ဖလန်းမြို့နယ်ကိုလည်းအင်အားအမြောက်များနဲ့ထိုးစစ်ဆင်နေရကြောင်းထိတွေ့တိုက်ပွဲရဲ့နေ့စဉ်ဖြစ်နေရတာပါအခုတိုက်ပွဲမှာတော့ချင်းပြည်နယ်ဆိုရတက်တွေကစေချောင်းနှစ်ချောင်းခွဲပြီးမဟာမိတ်တွေနဲ့အတူတိုက်ပွဲဝင်ခဲ့ပါတယ်စစ်ကြောင်းတင်မှာတော့မိဖက်အကြောင်းသားတက်မှာတော့ PDF ခရိုင်တပ်ရင်းတွေပက္ကဖရီကလေး Revolution Force Ranger ကလေး Defense Force ရော Defense Force စသည့်မဟာမိတ်အဖွဲ့တွေပါဝင်ပါတယ်စစ်ကြောင်းတင်မှာတော့မဟာမိတ်တပ်တွေဖြစ်တဲ့ကလေး Revolution Force ချင်းနေရှင်နယ် Defense Force PDF ဆိုလန်တို့နဲ့လူတိုက်ပွဲဝင်ခဲ့ပါတယ်။တိုက်ပွဲတွင်စစ်ကောင်စီရဲ့လေတပ်ကဆက်မပြတ်လူကြောင်းကနေပုံကျဲတိုက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်။နိုဝင်ဘာလ18ရက်မှာ Fighter Jet နဲ့ပုံရှိလုံး၊ Wine Twin နဲ့ပုံကလုံး150ကျော်၊နိုဝင်ဘာလ19ရက်နေ့မှာ Fighter Jet နဲ့တစ်ကြိမ်နိုဝင်ဘာလ22ရက်နေ့မှာဝိုင်တွဲနဲ့ပုံလုံး60ကြော်ကျချခဲ့တယ်လို့ Jet Fighter နဲ့လည်း2ကြိမ်ကျချတိုက်ခိုက်ခဲ့ပါဗျ။ဖဲခုံမျိုးဘောရံရွာနားမှာတောင်ယာလုံနေတဲ့ စစ်ရှောင်အမျိုးသမီး၃ဦးစစ်ကောင်စီရဲ့လက်နက်ကြီးထိမှန်ပြီးတေဆုံးခဲ့ပါတယ်။မနေ့ကနိုဝင်ဘာ22ရက်မနက်10:00နာရီဝန်းကျင်မှာစစ်ကောင်စီနဲ့ PNO ကဗိုလ်ရန်ရွာနာကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်လိုက်တာဖြစ်ပါတယ်။ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ဗိုလ်ရန်ရွာနာမှာရှိတဲ့တောင်ယာစီပြန်ပြီးတောင်ယာလုံနေတဲ့ဖေခုံအနောက်ချမ်းဗိုလ်ရန်စစ်ရှောင်နဲ့နန့်ပလုံစစ်ရှောင်စခန်းကစစ်ရှောင်အမျိုးသမီး၃ဦးတေဆုံးခဲ့တာဖြစ်ပါတယ်။တေဆုံးခဲ့တဲ့အမျိုးသမီး၃ဦးကတော့ အသက်60အရွယ်အဖွားတူအသက်18နှစ်ပတ်ချာလေအရွယ်အမျိုးသမီးတူဦးနဲ့အသက်46နှစ်အရွယ်အမျိုးသမီးတူဦးတို့ဖြစ်တယ်လို့သိရပါတယ်။ဖဲခုံအနောက်ချမ်းဘက်ကိုစစ်ကောင်စီနဲ့ PNO တပ်တွေကအောက်တိုဘာလမှာအင်အား3စစ်ကြောင်းထိုးဝင်ရောက်လာပြီးနေအိမ်ဖျားကျောင်းတွေကိုမိရှို့ဖျက်ဆီးရတယ်။တောင်ယာလုံနေတဲ့ဒေသခံတွေကိုလက်နက်ကြီးနဲ့ပစ်တာတွေဒေသခံတွေကိုမိရှို့တပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တယ်လို့လည်းသိရပါတယ်။ တော်လန်ဟိတ်တက်တွေနဲ့ဒေသခံတွေပဋိပက္ခဖြစ်နေတဲ့စကိုင်းတိုင်းမင်းခင်းမြို့နယ်ကလောင်းပြေကျုံရွှေမျောလောက်ကွက်ကိုမနေ့ကနိုဝင်ဘာ22ရက်နေ့မှာစစ်တပ်ကဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်တပ်ကမနေ့နေ့လေတနာ yı ခွဲဝင်းကျင်ကနေညနေ4နာရီဝင်းကျင်အထိဒရက်ဦးတက် Jet Fighter နဲ့၄ကြိမ်မုံရွာနာမခတ်တက် Jaiho Cobra 3စီးနဲ့3ကြိမ်စုစုပေါင်း9ကြိမ်ခန့်ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးရွှေမျောလောက်သား2ဦးတေဆုံးက10ဦးကျော်ဒဏ်ရာအပြင်းထန်ရရှိခဲ့တယ်လို့သိရပါတယ်။ ။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုအတွင်းရွှေမျောဖောင်နှစ်ခုပျက်စီးခဲ့ပြီးချင်းတွင်းမြစ်ထဲနင်းမြုပ်သွားတာကြောင့်ပျောက်ဆုံးသူတွေရှိတယ်လို့ထိခိုက်သေးဆုံးသူအရေအတွက်လည်းတိုးလာနိုင်တယ်လို့ဒေသခံတဦးကပြောပါတယ်။ချင်းတွင်းမြစ်ကမ်းတစ်ဘေးမှာရှိတဲ့လောင်းပြေကျွန်းရွှေမျောလုပ်ွက်တွေမှာဒေသအာဏာပိုင်တော်လှန်ရေးတပ်တွေကတူးဖော်လုပ်ကိုင်မှုပြင်ဆင်နေတာကိုဒေသခံတွေကသဘောမတူတာကြောင့်ပြီးခဲ့တဲ့အောက်တိုဘာ၂ရက်နေ့မှာပထမအကြိမ်အောက်တိုဘာ၅ရက်မှာဒုတိယအကြိမ်နိုဝင်ဘာ၈ရက်နေ့မှာတတိယအကြိမ်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ဒါအပြင်ဆန္ဒပြပွဲမှာရွှေတူးဖို့ဥဆောင်လှုပ်ကိုင်တဲ့မြို့နယ်ပါကဖားနဲ့ပါဖားတာဝန်ခံတွေကိုဂျာတူးကရန်နာပြီးဖို့ထဲ့သွင်းတောင်းဆိုခဲ့ကြပြီးဒေသခံတွေနဲ့အတူဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့တိုက်နယ်ပါကဖားနဲ့ပါဖားတာဝန်ခံ၃ဦးကိုလည်းဖမ်းဆီးထားတယ်လို့ဆိုပါတယ်စကောင်စီတက်ဟာဝက်လက်မြို့နယ်အနောက်ချမ်းကကြေးသီးကုန်းနဲ့ပုံနာရွာတို့ကိုဝင်ရောက်စီးနင်းပြီး ီကနေ့မနက်မှာပြည်သူတွေရဲ့နေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာတွေလှုပ်ဆောင်နေပါတယ်။စိုင်းနိုင်ကွေးမှာစကမ်းချတက်ဆွဲထားတဲ့အင်အား80ကျော်ပါစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲအဲ့ဒီရွာတွေကိုအကြောင်းမဲ့မီးရှို့ခဲ့တာဖြစ်ပါတယ်။အဲ့ဒီကျေးရွာတွေကိုဒီကနေ့မနက်၈နာရီကျော်မှာစတင်မီးရှို့ခဲ့ပြီးအဲ့ဒီနောက်၈နာရီ45မိနစ်လောက်မှာတော့စိုင်းနိုင်ကွေးကို ပြန်လည်တက်ဆုပ်သွားခဲ့ပါတယ်။ဒါအပြင် စိုင်းနိုင်ကွေးနဲ့ရွှေဘိုမျိုးအတွင်းကနေစစ်ကောင်စီတပ်က ဝက်လက်မြို့နယ်အနောက်ချမ်းကိုလက်နက်ကြီးနဲ့ရှစ်ကြိမ်ထက်မနည်းပစ်ခတ်ခဲ့ပါသေးတယ်။စစ်ကောင်စီကဝက်လက်မြို့နယ်အတွင်းကိုအော်တိုဘာနှောင်းပိုင်းကနေဒီကနေ့အထိစိုင်းနိုင်လေးရွှေကျင်လှတော်ကြီးကန်းပင်စင်းမူကြီးထုံးပိုတဒက်ဦးလိန်ပင်ခေါ်တော်ညင်းတော်တမာကုန်းရွာတော်ကုန်းဥယင်မရွာသားကြီးတရက်ကြီးဖျားပြန်ကြေးဒီကုန်းပုံနာရွာစတဲ့ကြေးရွာပေါင်း19ရွာထက်မနည်းကိုမိရှို့ဖျက်ဆီးခဲ့ပါတယ် KNU GNBB အဖွဲ့တွေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့ကြိုးပမ်းနေရလို့ NUCC ထုတ်ပြန်ထားပါတယ်။ပူပေါင်းဆောင်ရွက်မှုတွေကိုယာယီအဆိုင်ထားတဲ့ KN မျိုးသားစီယုံ KNU, KNI မျိုးသားတိုးတက်ရေးပါတီ KNPP တို့နဲ့ညှိနှိုင်းမှုကြိုးစားနေရလို့ NUCC ကမနေ့ကနိုဝင်ဘာလ22ရက်နေ့ညမှာထုတ်ပြန်ထားပါတယ်။ KNU KNPP တို့ကမျိုးသားညီညွတ်ရေးတိုင်းမကန်ကောင်စီ NUCC မှာပါဝင်မှုယာယီအဆိုင်ကြောင့်နိုဝင်ဘာလ18ရက်နေ့မှာတင်ပြခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီတင်ပြစာမှာယာယီရဆိုင်ကျင်းတာဖြစ်ပြီးတည်င်းချို့မှာရေးသားထားသလိုနှုတ်ထွက်ခြင်းတို့မဟုတ်ယာယီနှုတ်ထွက်ခြင်းမဟုတ်ကြောင့် NUCC ကထုတ်ပြန်ချက်မှာရှင်းလင်းထားပါတယ်။အဲ့ဒီအကြောင်းကြားစာရရှိချိန်ကစပြီး NUCC ကညှိနှိုင်းအဖွဲ့အဖွဲ့ကညှိနှိုင်းဆောင်ရွက်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ NUCC အနေနဲ့တော်လိုင်းကိုရွှေ့ရှုပြီး Federal ပြည်ညံပါဂရီကူမျိုးအတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့အသိပေးထားပါတယ်။ အန်ယူစီစီရဲ့ဆောင်ရွက်ချက်တွေဟာမြေပြင်ချင်းနီနဲ့ဝေးကွာနေရကြောင့် KNU အနေနဲ့အဖွဲ့ဝင်ဖြစ်ကနေယာယီဆိုင်ခဲ့ရလို့ KNU ပြောရေးဆိုခွင့်ရှိသူဘရိုဆော့ဒေါနီကဆိုထားပါတယ်။ KNPB ကယာယီဆိုင်ခဲ့တာကတော့ Bodun and Federal စနစ်တည်ဆောက်ရေးနဲ့သက်ဆိုင်နေရလို့ KNPB ရဲ့တွင်းရေးမှူးဦးအောင်စန်းမင်းကပြောဆိုထားပါတယ်။ဒီကိစ္စတွေနဲ့ပတ်သက်ပြီး DM Media က NUCC တောင်းရှိသူတွေကိုတိကျဆက်သွယ်မေးမြန်းမှုစူးစမ်းနေပေမဲ့မရရှိသေးပါဘူး။ NUCC ကနေအဖွဲ့အစည်းတွေနှုတ်ထွက်တာဟာအရင်ကလည်းရှိခဲ့မှုပါပဲ။ KBICD နဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဟာလည်း NUCC မှာပါဝင်ခဲ့ပေမယ့်2022ခုနှစ်မှာတော့အသီးသီးနှုတ်ထွက်ခဲ့ကြပါဗျ။အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီကိုအမျိုးသားညီညွတ်ရေးအစိုးရလူမျိုးစုတော်လှန်ရေးအင်အားစုတွေအရက်ဘတ်ဖွဲ့စည်းပြီးနိုင်ငံရေးပါတီတွေတပိတ်ကော်မတီတွေနဲ့အခြားပါဝင်တဲ့တော်လှန်ရေးအင်အားစုတွေစုပေါင်းပြီး2022ခုနှစ်မလရှိရနေ့မှာဖွဲ့စည်းခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲရဆိုင်ရတဲ့အမေရိကန်ယူကရိန်းနဲ့ဥရောပကောင်ဆောင်တွေတွေ့ဆုံမယ်လို့သိရပါဗျ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးစီမံတွေနဲ့ပတ်သက်ပြီးအမေရိကန်ယူကရိန်းထိပ်သီးခေါင်းဆောင်တွေနဲ့ပြင်သစ်ပြည်ထောင်ဂျာမနီနိုင်ငံတော်လုံခြုံရေးအကြံပေးတွေဂျနီဗာမြို့မှာဒီကနေ့တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရပ်အဆိုပြုထားတဲ့အချက်နှစ်ချက်ပါစီမံကိန်းတစ်ခုကိုတောက်ကြနေကတင်ပြထားခဲ့တာဖြစ်ပြီးယူကရိန်းသမ္မတဇလန်စကီးကတော့ဒီကမ်းလှမ်းချက်ဟာယူကရိန်းကိုဂျင်းတဲ့ချက်ထဲတွန်းပို့နေတယ်လို့ထုတ်ပြန်ထားတာပါ။ ယူကရိန်းပြည်သူတွေဘက်ကလည်းဒေါသတကြီးတုံ့ပြန်လာရှိနေပြီးဒေါ်နယ်ထရန့်ဘက်ကလည်းဒီကမ်းလှမ်းချက်ဟာနောက်ဆုံးကမ်းလှမ်းချက်မဟုတ်သေးပါဘူးလို့ပြောဆိုလာခဲ့ပါတယ်။ကျွန်တော်တို့ငင်းချင်ရခြင်းနဲ့ငင်းချင်ရတဲ့နာလည်းကြာပြီးဒီတော့စစ်ပွဲကိုကျွန်တော်တို့ရပ်ဖို့စူးစမ်းနေရတယ်။တနည်းမဟုတ်တနည်းနဲ့ဒီစစ်ပွဲကိုရအောင်ရပ်ဆိုင်သွားမယ်လို့ဒေါ်နယ်ထရန့်ကပြောပါတယ်။ ထရန်ဆိုပြူရာရဲ့28ချက်ထဲမှာယူကရိန်းနိုင်ငံချို့ကိုလက်လွတ်ပေးရမယ်စစ်တပ်ကိုအကန့်အသတ်နဲ့ပဲထားရှိရမယ်နေတိုးအဖွဲ့တွေကိုမဝင်ရဘူးဆိုရတဲ့တောင်းဆိုချက်တွေပါဝင်နေပါတယ်ကျွန်တော်တို့အနေနဲ့ယူကရိန်းဘက်ကအသာစီးရမယ်ပေးယူတခုကိုညှိနှိုင်းဆွဲနိုင်အောင်ကြိုးစားသွားမှာပါလို့အမေရိကန်အစိုးရဘက်ကပြောပါတယ်ရုရှားအနေနဲ့လည်းတင်ပိုက်ထားတဲ့နိုင်ငံတွေကနေတက်တွေစုပ်ပေးရမယ်ဆိုတဲ့အချက်တွေပါဝင်လာကြပူတင်ဘက်ကလည်းဒီ28ချက်ဟာညီငယ်ရဖို့လိုအပ်တဲ့အခြေခံပါပဲဒါပေမဲ့တချို့အချက်တွေကိုတော့ကျွန်တော်တို့ဘက်ကညင်းရကောင်းညင်းရနိုင်တယ်လို့ပြောကြားသွားပါတယ် အိန္ဒိယအလုသမဥပဒေတစ်ကိုအလုသမသမဂ္ဂတွေကန့်ကွက်ခဲ့ပါတယ်။အိန္ဒိယအစိုးရရဲ့အလုသမဥပဒေတစ်တွေကိုအိန္ဒိယအလုသမသမဂ္ဂကြီး၁၀ခုကစန့်ကျင်ကန့်ကွက်ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ဒီဥပဒေတွေဟာအလုသမတို့ကိုချွေးသိမ့်လိမ်နေတာပဲလို့ဝေဖန်ထားပြီးနိုင်ငံနဲ့ဆန္ဒပြဝဲကြီးတွေပေါ်ဆောင်ကြဖို့အလုသမသမဂ္ဂကြီးတွေကလုံ့ဆော်ထားတာပါ။ အဲ့ဒီလိုသမားသမဂ္ဂကြီးတွေကအိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီကိုဆန့်ကျင်တဲ့နိုင်ငံရေးပါတီတွေနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ဖွဲ့တွေပဲဖြစ်ပါတယ်။အဲ့ဒီထဲကမှအိန္ဒိယလူ့သမားသမဂ္ဂများဖွဲ့ချုပ်အနေနဲ့ဖူဝါနက်ရှ်မာမျိုးမှာယာချီအလုသမားတွေကိုဦးဆောင်ပြီးအလုသမားဥပဒေတစ်ကိုမီးရှို့ဆန္ဒပြခဲ့ပါတယ်။မိုဒီအစိုးရအနေနဲ့ဗြိတိရှ်ကိုလိုနီလက်ထက်ကလေးကရှုလာတဲ့အလုသမားဥပဒေဟောင်းတွေကိုခင့်နဲ့ညီအောင်ပြုပြင်နေဆိုပြီးလွန်ခဲ့တဲ့9နှစ်ကလွတ်တော်မှာအတည်ပြုထားခဲ့တဲ့အလုသမားဥပဒေ၄ဆောင်ကိုအသက်သွင်းလာတာပါ။ အလို့သမားသမဂ္ဂတွေအနေနဲ့ကတော့ပြင်းပြင်းထန်ထန်ဆန့်ကျင်နေကြတာဖြစ်ပြီးပြီးခဲ့တဲ့9နှစ်မှာလည်းနိုင်ငံအနှံ့အပြားမှာတောက်လျှောက်ပြင်းပြင်းထန်ထန်ဆန္ဒပြနေခဲ့ကြတာပါ